လောကကြီးမှာဒီခေတ်မှာအရှားဆုံးကမုရိတာတရားပဲမှတ်ထားအဲ့လူတွေက သူများအဆင်ပြေနေရင်မနာလို့ဘူးသူများအဆင်မပြေနေရင် fighting ပြောခြင်းနဲ့သူများအဆင်မပြေနေရင်တော့ဝမ်းသာခြင်းနဲ့သူဆိုတာဒါကိုယ်လည်းကိုယ်ရှောက်ကြရမှာပဲတရက်မှာအဲ့ဒီကြတော့ဘာမှအခြေအနေမလွန်ခင်မှာတခုခုကိုပေါ့နော်ဆုံးဖြတ်လိုက်ရတယ်ဆိုရင်ဒါကံကောင်းခြင်းလိုပဲတွေးလိုက်တယ်ယူပြီးမှအဆင်မပြေတာမျိုးထက်မယူခင်တခုခုဆုံးဖြတ်လိုက်ရတာကံကောင်းခြင်းပဲမရှာတော့ပါဘူးဘာဖြစ်လို့လဲဆိုတော့သူများကိုပဲ

ချစ်နေဖို့လည်းလိုတာပေါ့ချစ်နေဖို့ဆိုလည်းအများကြီးချစ်ဖို့မဟုတ်လေဒီမိန်းမတယောက်တည်းကိုပဲချစ်ဖို့လိုတာပေါ့ညီချစ်တာလည်းမိန်းမတယောက်တည်းချစ်တာပါပွာတာပေါ့သဘောတရားတစ်ခုကတန်ဖိုးချစ်ပွာတာပေါ့ value ကတော့တန်ဖိုးထားတဲ့လူပေါ်မှာပဲ booty ပဲလို့ထင်တယ်ဒါပေမဲ့အမှန်တမ်းပြောရရင်ကိုယ့်ရဲ့ဘဝမှာကိုယ့်အနစ်နာခံပြီးတော့မရှိတဲ့အချိန်မှာရောဘာမှမဟုတ်တဲ့အချိန်မှာရောလက်တွဲပေးခဲ့တဲ့လူတယောက်ကိုဒါလက်တွဲမဖြုတ်ဘဲနဲ့ ဆင်ပြေတဲ့အချိန်မှာလည်းဒါလုံးဝကိုတစ္ဆာရှိရှိတဲ့နှစ်ယောက်ကိုလက်တွဲတာတကယ်မင်္ဂလာပဲဒီခေတ်မှာရှားပါရဲ့မိမတွေမှာအရေးကြီးဆုံးအိမ်အောင်ရေးအဲယောက်ျားပြောက်ရဲ့ချစ်ချင်းမေတ္တာတရားဂရုစိုက်ဖို့လူတိုင်းလိုချင်ကြတယ်ဘလောက်ပဲ strong ဖြစ်တဲ့မိမပဲဖြစ်ဖြစ်ကိုရှေမှာမမမဲမဲယက်တိပဲပဲယောက်ျားပြောက်ကိုတော့လိုချင်ကြတယ်အော်မရတော့လည်းတောက်တဲ့တောက်ပါတာပေါ့လေဒါကကိုရဲ့ကန်တရားကိုရဲ့ပေးဆက်မဲ့ဝွကျွေးပါလာရင်ကျမတို့ကပေးဆက်ကြရမယ်ကိုရဲ့ကိုရွေးထားတဲ့ life partner ရဲ့ အဲနဲ့လဲဆိုင်လာပေါ့နော်အဲထုတ်ကြွားခြင်းမကြွားခြင်းထက်ပြောပြချင်တာကကြွားတာမကြွားတာနဲ့မဆိုင်ဘူးလေလောင်ရင်နဲ့မပြတ်ပဲတဲ့ဒါတရားချိုးကြတော့လဲအဲအမျိုးမျိုးပေါ့တချို့ကလည်းလောင်ရမလို့ကိုဝကိုဝဖြစ်တယ်လောင်ထားတာလည်းမကြိုက်ပါဘူးလို့ပြောလဲဟုတ်မဆာတော့ပါဘူးဘာဖြစ်လို့လဲဆိုတော့ကျမအဲဘယ်လိုပြောရမလဲသူများဟိုပဲအားကြတော့မယ်မမြင်ရဘူး ကြိုလည်းမမြင်ရအောင်အခုချိန်မှာကဲကောင်းနေပေမဲ့နောက်ချိန်မှာကောင်းရပါကောင်းမယ်အခုချိန်ကန်ဆိုးနေပေမဲ့တဘောကအခုချိန်မှာကွာသူကအရင်ရမ်းတောက်ဒါပေမဲ့ကိုရဲရသွားချိန်မှာလိမ်မာသွားတဲ့ယောက်ျားတွေတို့လည်းရှိရဖြစ်တဲ့အတွက်အဲ့ဒါတွေကလည်းချက်ပြီးပြီးတော့ဘယ်လိုပြောမလဲမိမရဲ့ကန်နဲ့ပဲဆိုင်တာကွာသူကကြိုးပြောလို့ကလည်းမရတောက်ဆရာကြီးဒီခေတ်အိမ်တော်ကြီးကအရင်တောက်ဆရာကောင်းနေပြီရောလူဆိုတာဒါကိုလည်းကိုရှောက်ကြရမှာပဲတရက်မှာအဲ့ဒီကြတော့ဘာမှအခြေအနေမလွန်ခင်မှာအဲကွာ တခုခုကိုပေါ့နော်ဆုံးဖြတ်လိုက်ရတယ်ဆိုတော့ဒါကန်ကောင်းခြင်းလိုပဲတွေးလိုက်တယ်ကောင်းတဲ့ဘက်ကပဲတွေးလိုက်ဒါကန်ကောင်းခြင်းပဲအဲထားလိုက်ပါတော့ယူပြီးမှအဆင်မပြေတာမျိုးထက်မယူခင်တခုခုဆုံးဖြတ်လိုက်ရတာကန်ကောင်းခြင်းပဲအဲအဲ့လိုပဲမိန်းကလေးတွေကိုအားပေးချင်တာပေါ့နော်ကျမကြောင့်ပြောနာမဟုတ်ဘူးနော်ကျိုးပြောတာဒီလောကမှာအရှားဆုံးကမိန်းမခြင်းမူရိတာတရားပွားနိုင်ဘဝအရှားဆုံးပဲမိမတွေဒီတခုခုပြေမိမချင်းပဲနှိတ်ကွကြတာမိမချင်းပဲစော်ကြတာမိမချင်းပဲပြောကြတာ အဲ့လိုဟာတွေပုံများရယ်ကွာအဲ့ဒီကျဲမှာမှာကျမတို့အဲ့ကျဲမှာမပါဘူးဘာဖြစ်လို့လဲဆိုတော့သူများကောင်းစားရင်သူများပျော်ရွှင်ရရင်ဝမ်းသာအော်ကိုမရနိုင်တဲ့ဘဝကိုရတာဖြစ်တဲ့အတွက်အယံဝမ်းသာတယ်အယံအဲ့လိုစိတ်မုဒိတာတရားလောကကြီးမှာဒီခေတ်မှာအရှာဆုံးကမုဒိတာတရားပဲမှတ်ထားအဲ့ ူတွေကသူများအဆင်ပြေနေရင်မနာလို့သူများအဆင်မပြေနေရင် fighting ပြောခြင်းနဲ့သူများအဆင်မပြေနေရင်တော့ဝမ်းသာခြင်းနဲ့ဟုတ်တကယ်အားပေးတဲ့လူတွေရှိရယ်နော်တကယ်အားပေးတဲ့လူတွေကိုပြောခြင်းတာမဟုတ်ဘူးတချို့ကြတော့အဆင်မပြေတာချိန်ဝမ်းသာတာမျိုးရှိတကယ်အဆင်ပြေနေပြီဆိုရင်ကြတော့လက်ခုပ်တီးပေးမဲ့လူကအပြည့်ပဲအဲ့ကြတော့ဒီခေတ်မှာအရှားပါဆုံးကမူရီတာတရားဖြစ်တဲ့အတွက်ကြောင့်မို့လို့လူတွေကဟိုလေကြည့်ရင်သာလေ Facebook မှာဖျားတရားလောက်တာနဲ့ဘာနဲ့တကယ်စိတ်တက်တရား ရုံညံ့ဆုပ်ပြတ်တာတွေလည်းအများကြီးပဲကျမတော့လူတယောက်မှလေကိုလည်း100%ကောင်းမယ်လေသို့တော့အဓိကကျမမမောတာကျမတန်ဖိုးထားတာစိတ်ထားပဲစိတ်ဓာတ်ဒီအရေးကြီးဆုံးကိုထင်တာပေါ့နော်ဒါကိုအမြင်ပါစိတ်ဓာတ်ကောင်းမှလူတယောက်ရဲ့အကြည်ဓာတ်ဆိုတာရှိရလူတယောက်ဒီချောချင်းလှချင်းလူတိုင်းရဲ့ဒီခေတ်မှာလှအောင်အဲလှုပ်ယူလို့ရတယ်လှုပ်ယူလို့ရတာလည်းရှိရဒါပေမဲ့အတိကပတ်စံရှိရခုခေတ်မှာဘာမဆိုဖြစ်နေတဲ့အချိန်မှာပြင်လို့မရတာဒီလူလူတယောက်ရဲ့စိတ်ထားပဲ เนาะအဲ့လိုတော့ထင်တာပေါ့။ဟွာလေးဆွေရလုံးတင်တာဖြစ်တင်တာဖြစ်ချင်တာကိုဖွဲ့ခြားတတ်ပါတယ်လို့အဲ့အတွက်ကိုဘဝကိုဟိုကိုဘဝအတွက်ကိုအရေးကြီးဆုံးအရာတွေနဲ့ပဲဖြတ်သန်းပါတယ်။အရေးမကြီးတာတွေကိုတော့စိတ်ကနေပြီးတော့အတတ်နိုင်ဆုံးဖယ်နိုင်အောင်စူးစမ်းပါတယ်တော့เนาะ။အဲ့အတွက်ဘသူမှလည်းမထိခိုက်ပဲမနစ်နာစေပဲနဲ့ကိုဘဝကိုပဲအကောင်းဆုံးပဲရည်တည်ချင်ပါတယ်လို့ပြောချင်ပါတယ်ရှင့်။ အဲဆွေရရန်ကုန်ဆိုင်တော့ကလည်းပေါ့နော်ဖွဲ့ပွဲမှာပါဝင်ဖြစ်တယ်အခုမန္တလေးအခုလိုမျိုးအကြီးကျယ်ခမ်းနားတဲ့နေရာအကျယ်ကြီးဆိုင်အကြီးကြီးပဲပါဝင်ခွင့်ရတယ်ပြအများကြီးဝမ်းသာရပါတယ်ဟုတ်မဲဆွေလီကအကိုတဲ့အမလေဒီထက်မကအောင်မြင်အောင်ပါလင်းများယောက်ကအခုဆိုလည်းကလေးလေးရှိနေပြီတဲ့ပြောစရာကြီးအားကြောင့်မလို့မီဒီယာကြောင့်ကြဖြစ်တယ်အားကြောင့်မလို့ရန်ကိုအားကြရပါတယ်ဒီထက်မကလည်းအောင်မြင်ပါစေ ွဲတော့ကိုလည်းလာခဲ့ကြတော့ဖိတ်ခေါ်ကြပါရဲ့လက်ရှိဆက်เนาะဒါအရန်ကို drive ရဲ့နေရာလာခဲ့ကြပါ